မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ1ရက်နေ့ညပိုင်းမှာတင်ပြပြီးမယ် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့အကြမ်းဖက်စစ်တပ်ဟာအရသာပြည်သူများအပေါ်ခွဲခြားမှုမရှိတဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်ခြင်းနဲ့၎င်းတို့ရဲ့အမေရိကန်နျူကလ িয়ার ဆိုင်းအင်စီမံကိန်းဖွံ့ဖြိုးရေးတို့ကပုံမူအာရုံစိုက်နေစေဖြစ်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ် နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာ2026ခုနှစ်နျူကလ িয়ার လက်နက်များမပြန့်ပွားရေးစာချုပ်ဝင်နိုင်ငံများရဲ့ပြန်လည်သုံးသပ်ရေးညီလာခံအတွက်ပြင်ဆင်ရေးကော်မတီတတိယအကြိမ်မြောက်အစည်းအဝေးမှာတယ်မကြီးဦးကျော်မိုးထွန်းကအခုလိုပြောကြားထားပါသည် ပြီးခဲ့တဲ့လကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ဖြတ်အားမြင့်ငယ်လင် BND ရဲ့ပြီးတဲ့နောက်မှာပင်အကြံဖက်စစ်တပ်ဟာရဲသားပြည်သူများအပေါ်ခွဲခြားမှုမရှိတဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်ခြင်းနဲ့၎င်းတို့ရဲ့အမေရိကန်နျူကလ িয়ার စွမ်းအင်စီမံကိန်းဖွံ့ဖြိုးရေးတို့ကပုံမှုအာရုံစိုက်နေစေဖြစ်ကြောင်းဒေတာတွင်နဲ့အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အပြည်ပြည်ဆိုင်ရာဥပဒေများကိုလေးစားလိုက်နာမှုမရှိတဲ့အကြံဖက်စစ်အုပ်စုဟာ နျူကလ িয়ার လက်နက်များမပြောင်းပွားရေးစကြုံရဲ့အပိုက်၃အရာအပြည်ပြည်ဆိုင်ရာအနုမျိုးစွမ်းအင်အေဂျင်စီ IAEA နဲ့လေယူသားစွာပူးပေါင်းဆောင်ရွက်မှုရှိမည်မဟုတ်ပါကြောင်းတန်အမကြီးကပြောပါတယ်။ငလင်ပေးအလွန်လူသားချင်းစာနာမှုအကူအညီပေးမှုကိုလက်နက်အဖြစ်အသုံးချတဲ့အကြံပေးစိအုပ်စုဟာနျူကလ িয়ার နည်းပညာကိုလည်းလက်နက်အဖြစ်အသုံးချမိတာဖြစ်ကြောင်းတန်အမကြီးကထပ်အောင်ပြောကြားထားပါတယ်။ နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာ2026ခုနှစ်နျူကလ িয়ার လက်နက်များမှပြန်ပွားရေးစာချုပ်ဝင်နိုင်ငံများရဲ့ပြန်လည်သုံးသပ်ရေးညှိနှိုင်းခံကို2025ခုနှစ်ဧပြီလ28ရက်နေ့မှမေလ9ရက်နေ့အထိကျင်းပပြုလုပ်လျက်ရှိရာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းဦးဆောင်နဲ့မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်လျက်ရှိတယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးရေပြူမြို့နယ်နဘူးလေဒေသမှာဖြစ်ပွားတဲ့တိုက်ပွဲမှာစစ်သား၈ဦးထက်မနည်းသေဆုံးတဲ့တဲ့င်းကိုတင်ပြပေးပါမယ်။တနင်္သာရီတိုင်းတဝဲခရိုင်ရေပြူမြို့နယ်နဘူးလေဒေသမှာဖြစ်တဲ့တိုက်ပွဲမှာစစ်သား၈ဦးထက်မနည်းသေဆုံးသွားတယ်လို့ရေပြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါရီ။ရေပြူမြို့နယ်နဘူးလေဒေသမှာ လေးရှောင်ကျေးရွာချီတော်ရာတောင်ချီအနီးတဝဲအထူးစည်းဝါးရေးစုံဘက်စစ်ကြောင်းထိုးလာတဲ့အကြံဘက်စစ်တပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဧပြီလ24ရက်နေ့မနက်7:00နာရီခန့်ကတိုက်ခိုက်ခဲ့ရာမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်သား၈ဦးထက်မနည်းသေဆုံးကာအများအပြားဒဏ်ရာရသွားတာလို့ဖော်ပြထားပါတယ်ဒီတိုက်ခိုက်မှုကိုရေပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တဝဲပြည်သူ့လွတ်မြောက်ရေးတပ် TPLF ကတာဂရာစစ်ကြောင်းတဝဲခရိုင်အမှတ်1တပ်ရင်း T1 ဒေါနာစစ်ကြောင်း3 KBDF တက်ခွဲလီတက်ခွဲ6ဝေးဟင် တက်ခွဲ9 LPF ဒဝေခရံပြည်သူ့ကာဝေးတက်ဦး DGPDF DGRF ငကနီပြောက်ကြားတက်ဖွဲ့နဲ့ရွှေပြည်လုံးတက်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရေပြည်မြို့နယ်ပူးပေါင်းမှာမိအဖွဲ့အနေနဲ့ဆရာနာရှင်စနစ်အမြင့်ပြတ်တဲ့အထိတိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီးတော့စစ်ကောင်စီလက်အောက်ခံတက်ဖွဲ့ဝင်တွေအနေနဲ့ပြည်သူလူထုနဲ့အ мян ဆုံးပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကိုခိုင်မျိုးနယ်မှာမိုးကြိုးပစ်ခတ်ရပြီးတော့အမျိုးသား၃ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။တအောင်းပြည်တမဟာငားနယ်မြေကိုခိုင်မျိုးနယ်ဟိုနောင်အုပ်စုကုန်းချမ်းချေးရွာမှာအမျိုးသား၃ဦးမိုးကြိုးပစ်ခတ်ရပြီးတော့သေဆုံးသွားတယ်လို့ TNL ဘက်ကတဲ့ရင်ထုတ်ပြန်ထားပါတယ်။ ဧပြီလ28ရက်နေ့ကမိုးသက်လေပြင်းကျနေချိန်မှာကျွန်းတဲကမီးသွေးသွားထုတ်တဲ့အမျိုးသား3ဦးမိုးကြိုးပစ်ခံရပြီးတော့တေဆုံးနေတာကိုထမင်းသွားပို့တဲ့မိသားစုဝင်တဦးကဧပြီလ29ရက်နေ့မှာတွေ့ရှိခဲ့တာလို့ဆိုပါတယ်။မိုးကြိုးပစ်ခံရသူတွေဟာအသက်62နှစ်အသက်36နှစ်နဲ့အသက်30အရွယ်အမျိုးသားတွေဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ဒေဆုံသွားသူတွေရဲ့ရုပ်အလောင်းတွေကိုဒေသနေပြည်သူလူထုကသွားရောက်သဲဆောင်ကဧပြီလ29ရက်နေ့ညနေ3:00နာရီအချိန်မှာမိသိန်းချိုပေးခဲ့တယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနအသိပေးထားပါတယ်ခင်ဗျာဆလဘီနိုင်ရီကန်စစ်တပ်စခန်းမှာကြာရေးစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကိုဖျက်တောက်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးပြီးတော့တနက်9လက်နဲ့ခဲယမ်းများတင်စီရရှိတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ မကွေးတိုင်းငပင်းမြို့နယ်တွေကနယ်ရီကန်စစ်စခန်းမကျစေဘူးစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကိုကြားပြက်တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးသေဆုံးသွားပြီးတော့တနက်9လက်နဲ့ခဲယမ်းတွေတင်းစီရရှိခဲ့တယ်လို့အရှူချင်းကာကွယ်ရေးတပ်ဖွဲ့ကဒီကနေ့မေလ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်ငဖေးမျိုးနယ်ပစီကြီးရွာဖုံးကြီးကျောင်းမှာတက်ဆွေးထားတဲ့ကပါစာ73ကစစ်သား20ခန်းဟာ နိုင်ရီကန်စစ်စကမ်းမကြရေးအတွက်မနေ့ကအေဘီလာ30ရက်နေ့မနေ့ရှင်းနိုင်ကန်ကလမ်းလုံးကြုံရေးလှုပ်ဖို့ထွက်လာခဲ့တာကိုအရှူချင်းကာကွယ်ရေးတပ်ဖွဲ့ကရဲဘော်တွေဂျားပြဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဒီဂျားပြဲတိုက်ခိုက်မှုမှာစစ်သားတွေကင်နဲ့ MA အမျိုးအစားလက်နက်ငယ်ကိုလက်ကြီးပေါင်းနဲ့ခရဲအချို့တင်းစီရရှိခဲ့တာလို့သိရပါတယ်။ ငဖေမျိုးနယ်ပစီရွာတက်စခန်းမှာတမ69ကပ္ပစ2ကပ္ပစ30ကပ္ပစ73ကပ္ပစ14တက်တို့ကစစ်သားအင်အား130ခန်းနဲ့တက်ဆွေးထားတယ်လို့သိရပါတယ်။ဒီစခန်းဟာနေကန်လေးချောင်းရံကာကွယ်ရေးတက်စခန်းရဲ့ကာကင်းဖြစ်ပြီးတော့စခန်းမှာရှိတဲ့စစ်သားတွေဟာပြည်သူပိုင်အိမ်တွေက ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူရောင်းချတာတွေလုပ်နေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ မကွေးတိုင်းငဖေးမြို့နယ်ဟာရခိုင်ပြည်နယ်အမ်းမြို့နယ်နဲ့ထိစပ်နေတာကြောင့်စစ်ကောင်စီဟာငဖေးမြို့နယ်ကနေတဆင့်အမ်းမြို့နယ်တဲကိုဝန်နိုင်ဖို့ကြိုးစားနေတာကြောင့်ပြည်သူလူထုအနေနဲ့စစ်ကောင်စီနဲ့ပူးပေါင်းတာမျိုးမလုပ်ကြဖို့ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတွေကအတိပေးတိုက်တွန်းထားပါရခင်ဗျာဆလဘီစကိုင်းတက်ကတူနဲ့ကန်တလူတိုးကိတ်မှာတက်ဆွေးပြီးတော့စက်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်မှုမှာစစ်သား၁၀ဦးထက်မနည်းအသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် စကိုင်းမြို့မှာရှိတဲ့စကိုင်းတက္ကသိုလ်နဲ့ကန်တလူတိုးဂိတ်မှာတက်ဆွဲပြီးတော့ခရီးသွားပြည်သူတွေကိုစက်ကြီးကောက်နေတဲ့အချမ်းပတ်စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရမှာစစ်သား၁၀ဦးထက်မနည်းသေဆုံးသွားတယ်လို့လင်းယုံညီနောင်ပြောက်ကြားတပ်ဖွဲ့ကပြောပါတယ်။စကိုင်းတက္ကသိုလ်အတွင်းအထိုင်ချတက်ဆွဲထားပြီးတော့လမ်းသွားလမ်းလာတွေနဲ့ပြည်သူပိုင်ကားတွေကိုဖမ်းဆီးငွေညှစ်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့ကန်တလူတိုးဂိတ်မှာအထိုင်ချတက်ဆွဲပြီး ပြည်သူလူထုကိုဖမ်းဆီးငွေညှစ်နေတဲ့စစ်ကောင်စီတပ်သားတွေကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကအေဗီလာ29ရက်နေ့ညနေ9:30မိနစ်80ခန်းမှာဓပြိုင်နဲ့တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာသေဆုံးသွားတဲ့စစ်သားတွေနဲ့ဒဏ်ရာရစစ်သားတွေကိုတေဆောင်ချိန်မှာစစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပတ်ဝန်းကျင်ကိုရန်တမ်းပစ်ခတ်ခဲ့တာရှိပြီးတော့ပြည်သူလူထုပိုင်းလေယာဉ်မြေတွေတဲကြားရောက်ပောက်ကွဲတာကြောင့်မီးလောင်မှုတွေဖြစ်ခဲ့တယ်လို့အသိပေးထားပါတယ်။ အဒီတိုက်ခိုက်မှုကိုလင်းယုံကြီးနောင်ပျောက်ကြားတပ်ဖွဲ့သကိုင်းနဲ့သကိုင်း PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထီးခိုက်မရှိဘူးလို့သိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောင်ကိုခန့်နဲ့တာကီတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ